ားလုံးပဲမင်္ဂလာပါဘေးရင်ဝေမကျိုးတူပါလေကျွန်တော်မနောပေးပါဟယ်လိုဆရာမင်္ဂလာပါကျွန်တော်လုပ်ငန်းလေးအမိပေးခြင်းလို့ပါမြန်မာအမိတည်တဲ့ရွေးချယ်ခြင်းတာပါဆရာကျွန်တော်ကိုယ်တိုင်လည်းရွေးချယ်ခြင်းလို့နေ့နေ့အစားဆုံးလေးပါပြောပြပေးပါဆရာပြီးရင်ကျွန်တော်ရွေးချယ်ထားတဲ့အမိလေးတွေတင်မတင်ဆရာဆက်ဆက်ပေးပါခင်ဗျာ ကျွန်တော်လုပ်ငန်းကချားမဟုတ်ပါဘူး။တမ်းမှန်တန်တကားဘာကြတကားလုပ်ငန်းမဆရာလုပ်ငန်းကအခုမှစမှာဆိုတော့လုပ်ငန်းသေးပါဆရာကျွန်တော်မွေးကွေးနေကလေးရဲ့၅လပိုင်း1980နှစ်ခုပွားပါဆရာအမြခေါ်မိကမောင်းတော်ပါလုပ်ငန်းကလေးလပိုင်းနဲ့စခြင်းမတင်ကြပါလေအဲ့ဒီလေးလပိုင်းနဲ့စတင်ဖို့ရကောင်းရမြတ်အချိန်ခါရွေးချယ်ပေးပါဆရာ နမီလေးရွေးချယ်ပေးပါဦးဆိုပြီးမေးမြန်းလာပါသူက မာဘုတ်သူညာကျွင်းအင်္ဂါသာဖြစ်ပါလေ။နမခရတန်ရလကမာဘုတ်ရတကအင်္ဂဝိဒတန်ရလကနိမ့်နဲ့အစာဆုံးရွေးချယ်ရရင်စနေသာဘုဒ္ဓဥဆုံးလုံငန်းမြွေးချယ်မိပေးရမှာဖြစ်ပါလေ ်အင်္ဂဝိသတိုင်ရကြည့်ရင်အင်္ဂသာဖြစ်တဲ့အတွက်စနေသာဘုရုဆုံးအတွက်ဟာထက်ကြွေဖြစ်တဲ့အတွက်ပစ္စဘုအစာအညွန်ဆုံးနာမည်ဖြစ်ပါတယ်။တောက်ကြံံလုံငန်းဖြစ်တဲ့အတွက်စနေသာဘုရုဆုံးအတွက်ဟာထက်ကြွေဖြစ်တဲ့အညွန်အစာစဘုအဆုံးနာမည်ဖြစ်ပါတယ်။သူကမြမအမိတည်တဲ့ရွေးချယ်ခြင်းနာဖြစ်တဲ့အတွက် စံကိုင်းစစ်စစ်ကြည့်ကြပါတို့သူကမာဘုဒ္ဓညကျွင်းအင်းကမြန်နာဘွားဖြစ်တဲ့အတွက်အနိဋ္ဌစံကိုင်းလေးကိုင်းနဲ့ရှင်းပြမိပေးရမှာဖြစ်ပါတယ်အနိဋ္ဌလေးကိုင်းကတော့ဇာကိုင်းတကိုင်းယာကိုင်းတကိုင်းတို့ဖြစ်ပါတယ်အဲ့ဒီအနေထားစံကိုင်းလေးကိုင်းနဲ့ရှင်းပြပေးရမှာဖြစ်တဲ့အတွက်ခိုင်းရွေးချယ်ကြည့်ကြပါတော့ ဥပမာအနေနဲ့စနေဆဘုရောဇုံအတွက်လုံရမီနှစ်မျိုးတွေ့ချက်ပြပါမယ်ဒုတက်လွန်းတမန်တန်တကဘာကြတကလုံငန်းထွန်းနေရတမန်တန်တကဘာကြတကလုံငန်းအဲ့ဒီအမီနှစ်မျိုးကိုစမ်းကိုက်စစ်စစ်ကြည့်ကြပါတော့ပထမတော့ဒုတက်လွန်းအမီကိုမာတာဖွဲ့ကြည့်ရင် နှစ်တနှစ်မာတာရရှိမှဖြစ်ပြီးခိုင်းအားဖြင့်ရခိုင်းဖြစ်ပါလေနတ်ခတ်အားဖြင့်စတိကနတ်ခတ်သုံးလုံးဖြစ်ပါလေနတ်ခတ်အလုံးရင်20မကျော်ပါဘူးတီကုန်းပြီးအောင်လတ်တောင်ရလင်္ကာရရင်္ကာသာသမီဖြစ်တဲ့အတွက်ငါးခုရောမှာဖြစ်ပါလေစတိကနတ်ခတ်အလုံးရင်သုံးလုံးနဲ့ရောခိုင်းငါးပေါင်းရင်နော်ရှစ်ခန်းရရှိမှဖြစ်ပါလေ အဲ့ဒီရှိကိုခွင်းနေစားရင်တခုကျွင်းတဲ့အတွက်ဥပ္ပဖြစ်ချင်းဖျားနာချင်းစတဲ့ဥပ္ပတော်တွေနဲ့ကျုံရမှာဖြစ်တဲ့အတွက်တို့တက်လွမ်းမီဟာသူ့အတွက်တော့မပေးသင့်ပါဘူးနောက်ထဲထွန်းနေရမီကိုထပ်ပြီးစစ်ဆေးကြည့်ကြပါတော့ထွန်းနေရမီဟာနှစ်နှစ်တည်းမာတာရရှိမှာဖြစ်ပြီးခိုင်းရပြင်တာခိုင်းဖြစ်ပါတယ်နောက်ခက်အပြင် တရားဝတ်နှစ်ခက်20နှလုံးဖြစ်ပါလေနှစ်ခက်လုံးရင်20ကြောပါလေနောက်ဆိုဒီကမြအလာလင်္ကာယလင်္ကာသသမိဖြစ်တဲ့အတွက်6ခုရောမှာဖြစ်ပါလေတရားဝတ်နှစ်ခက်လုံးရင်20လုံးနဲ့ယောဂိ6ပေါင်းရင်28ကနန်းရရှိမှာဖြစ်ပါလေအဲ့ဒီ28ကိုခွန်ပြစားလေဒုညာကျွန်းတဲ့အတွက်ဝေယသုတ်ဖြစ်ပြီးထွတ်မြတ်သောကောင်းကျိုးမင်္ဂလာဖြစ်ပြဖြစ်သေးပါလေ အဲ့ဒီတော့တို့တက်လန်းနဲ့ထွန်းနေရစနေစဘုရိုးဆုံးလုပ်ငန်းနာမည်ကြီးကြီးပါပြီဒါပေမဲ့စံခိုင်းရထွန်းနေရမိကိုသာတုံးပြရမိဖြစ်ပါတယ်စံခိုင်းပညာခန်းတွေကိုရှေ့ဗီဒီယိုတွေမှာဖော်ပြခဲ့ပူပါတယ်အားလုံးပဲမိတ်ဆွေများရှင်နဲ့ချမ်းမြေတာယာသောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ